ေရဘဝတစ်ခုအဆုံးတတ်တော့မယ်ကိုဖြတ်တန်းလာတဲ့ဘဝမှာကောင်းတာတွေလည်းလုပ်ကြတယ်ဆိုးတာတွေလည်းလုပ်ကြတယ်နောက်ဆုံးအချိန်ကလေးရောက်လာပြီဆိုလို့ရှင်အဲ့ဒီအကောင်းအဆိုးတွေကိုလုပ်ခဲ့တဲ့အကောင်းအဆိုးတွေဟာအရေးတစ်ဖွယ်မိမိရဲ့စိတ်ကိုနှောင့်မှုပြီးတော့ပေါ်လာတတ်တယ်။ဒါသိကြပါဖွယ် တေးအမှုမှုအချိန်ရောက်လာပြီဆိုလို့ရှိရင်ကိုလုခဲ့တဲ့လောရတေဟာပြန်ပြီးတော့အိမ်မက်ထဲမှာလိုလိုတကယ်ပဲမြင်ရတာလိုလိုစိတ်အစဉ်မှာလွှမ်းမိုးပြီးတော့ပေါ်လာလိမ့်မယ်အဲ့လိုလွှမ်းမိုးပြီးတော့ပေါ်လာတတ်တာဟာသုံးမျိုးရှိတယ်ပေါ့ကိုလုခဲ့တဲ့ကံအာယုံကတစ်ခုကမ္မနမိတ်ဆိုတဲ့ ထိုကုသိုလ်ကံအကုသိုလ်ကံကိုလုပ်တဲ့အချိန်တုန်းကပတ်ဝန်းကျင်အခြေအနေတွေကတခုကတိနမိတ်ဆိုတာနောက်ဘဝဖြစ်ပေါ်လာမဲ့အယိတ်နမိတ်တွေကြွတင်မြင်နေတာကတခုပေါ့သုံးခုရှိအဲ့ဒါကိုကံကမ္မနမိတ်ကတိနမိတ်လို့ပြောတယ်တော့သေကဏီပုဂ္ဂိုလ်မှာဒီသုံးမျိုးကပေါ်လာတတ်တယ်ပေါ့ ကံဆိုတာဘယ်လိုကံမျိုးပေါ်လာလဲလို့ဆိုရင်ဘဝတစ်ခုကိုထုတ်လုပ်တော့မဲ့စွမ်းအားပြည့်တဲ့အခွင့်ရလာတဲ့ကံတရားတစ်ခုဟာစိတ်အစဉ်ကိုလွှမ်းမိုးပြီးတော့အဲ့ဒီအချိန်မှာပေါ်နေတတ်တယ်။အဲ့ဒီလိုပေါ်လာလဲဘယ်သူကြောင့်ပေါ်လာလို့ဆိုရင်ကံတရားရဲ့စွမ်းရည်တတ္တိတွေကြောင့်မပေါ်လာဘူး။ဘယ်သူမှလာလုတ်ပေးတာမဟုတ်ဘူး။ကံတရားရဲ့စွမ်းရည်တတ္တိနဲ့စိတ်အစဉ်ထဲမှာဒါတွေလာပေါ်နေတယ်။ အဲ့ဒီကံပေါ်နေတယ်ဆိုလို့ရှိရင်ဥမာမယ်လူတယောက်ဟာစိတ်ဆိုးခဲ့တဲ့ဒေါသနဲ့ပတ်သက်တဲ့ကံဆိုလို့ရှိရင်အဲ့ဒီချိန်မှာအဲ့ဒီစိတ်မျိုးတွေပေါ်လာစိတ်တွေတိုးနေတယ်စိတ်တွေဆိုးနေတယ်အရင်တုန်းကခံစားမှုမျိုးတွေခံစားနေရဟိုတံမျိုးဖြစ်လာတယ်။ဟောကောင်းတာတွေလုပ်နေတဲ့ပုဂ္ဂိုလ်အရင်တုန်းကကပ္ပထန်ထိုင်နေတယ်ဖရာကိုအာဝံပြုလို့ဆိုအဲ့ဒီအခြေအနေတွေလာပေါ်လာပဲ။ စိတ်ဆင်ထဲမှာအဲ့ဒီကံအာယုပေါ်လာတတ်တယ်။အဲ့ဒီလိုပေါ်လာတဲ့အခါကျတော့ကမ္မနမိတ်လို့ဆိုတဲ့အခြေအနေ conditions of karma ဒါတွေလည်းလာတယ်။တရားထိုင်နေတယ်ဆိုတဲ့အရေးပေါ်လာလို့ရှင်။ဘုရားကနေမှတရားထိုင်နေဆိုရင်ဘုရားရုပ်ွားတော်လေးပေါ်နေပဲဘုရားကိုစီမီပန်းရေချမ်းနေစက္ကထာနာတွေပတ်ဝန်းကျင်အခြေအနေတွေအကုန်လုံးစိတ်ထဲမှာအိမ်မက်မက်တလို့လာပြီးတော့ပေါ်နေတတ်တယ်။ အေးမကောင်းတာလုပ်ထားတဲ့ပုဂ္ဂိုလ်ကြတော့မကောင်းတဲ့အခြေအနေမျိုးတွေလာပေါ်တတ်တယ်ဆိုပါစို့ဒိဋ္ဌိံတွေကိုတတ်ဖြတ်နေတယ်ဆိုရင်ဩဒိဋ္ဌိံတွေကိုတတ်နေရသလိုဒေါသဖြစ်တယ်ဒိဋ္ဌိံကကိုယ်ယံလုပ်တယ်ကိုယ်ကဒိဋ္ဌိံကိုတတ်နေတယ်အဲ့ဒီပုံစံမျိုးတွေလာပေါ်တတ်တယ်ပေါ့ပတ်ဝန်းကျင်အခြေအနေတွေကုန်လာပေါ်အဲ့ဒါကမ္မနိမိတ်တွေပေါ်တယ်ခေါ်တယ်ဂတိနိမိတ်ဆိုတာကြတော့ပုံပုံပေါ်နည်းတွေမျိုးမျိုးပေါ့ သို့သောစာပေကျမ်းကမှရေးထားတာကတော့လူပြည့်ပြန်ရောက်မဲ့ပုဂ္ဂိုလ်တယောက်ဟာအမိဝမ်းရည်ကိုပေါ်တယ်လို့ဒါပေါ်နိုင်တာတခုပြောတဲ့သဘောပါတခြားနေ့နဲ့လည်းဂတိနမိတ်ပေါ်တယ်လို့ပြောနိုင်တယ်အဲ့ဒီဂတိနမိတ်ပေါ်တာပါလဲဆိုရင်တေကဏီအချိန်မှာကုသကောင်းမှုလှုပ်ထားတဲ့ပုဂ္ဂိုလ်ဟာ တင်ငယ်ဇောနဲ့မျောသွားပြီဆိုတဲ့အချိန်လေးမှာအိမ်မက်သေးလို့လို့ဘာတွေပေါ်တတ်တော့လူပြပြန်ရောက်မဲ့ပုံကဟာမျိုးတစ်မျိုးရောက်သွားတယ်အိမ်တအိမ်တွေ့တယ်အဲ့ဒီအိမ်ပေါ်တက်သွားတယ်ဟောဒါလည်းကတိနမိတ်ပဲပေါ့အဲ့ဒီအိမ်ပေါ်သူတက်နေရတယ်လို့ပေါ်တယ်အဲ့ဒီအိမ်ကလူတွေကသူခေါ်သွားတယ်လို့ဒီလိုပေါ်တာမျိုးတွေပေါ့အေးနတ်ပြရောက်တော့မယ်ဆိုတဲ့ပုံကလည်းပဲ နတ်ပြေကနတ်သားတွေကသူ့လာခေါ်နေကြတယ်။ယထာကြီးနဲ့တင်းခေါ်သွားတယ်။ဥယျာဉ်တွေဗိမာန်တွေလည်းသူ့ရောက်သွားတယ်ဆိုတဲ့အနေထားမျိုးတွေပေါ်လာတယ်ပေါ့။ကိုရောက်မဲ့နေရာတွေကိုကြွတင်ပြီးတော့ထင်အောင်မြင်အောင်ဖြစ်လာတာမျိုးတွေဟာဒါကတိနမိတ်လို့ခေါ်တယ်။တကယ့်ကိုမြင်ရတဲ့ကတိနမိတ်ကလည်းရှိတတ်သေးတယ်ပေါ့။တဏ္ဍပုဂ္ဂိုလ်တွေကတော့မမြင်ရဘူး။အဲဒိဋ္ဌိပုဂ္ဂိုလ်တွေကမမြင်ရဘူး။ အကကရှင်ကိုယ်တိုင်ကတော့တကယ်မျက်စိနဲ့မြင်နေတာကတိနမိတ်ကတော့ရှိတတ်တယ်ပေါ့အဲ့ဒါမျိုးနဲ့ရှိဓမ္မိကဥပဒကရဲ့ဝတ္ထုမှာဆိုရင်ဓမ္မိကဥပဒကကြီးဟာအကြည့်အကျေယောဂဝိရဏဖြစ်ပြီးတော့တေဂဏီဆက်တဲ့ရောက်နေတဲ့အချိန်မှာယဟန်နေပြင်ပြီးတော့မဟာသတိပ္ပံတကိုနားနေအဲ့ဒါလိုတရားနာနေတဲ့အချိန်မှာ နတ်ပြည်6ထပ်ကနိုင်ရထားတွေသူ့အိမ်ဝါရောက်လာပြီးတော့ခေါ်ကြတယ်ကျွန်တော်ယထာနဲ့လိုက်ခဲ့ပါကျွန်တော်တို့ဘုံကိုလိုက်ခဲ့ပါနဲ့ဆိုပြီးတော့အလူရဲ့ခေါ်ကြတယ်ပေါ့တော့ခုခေတ်ဆိုင်ကသမားမြင်လဲသမားတွေကိုမြင်မှာပေါ့ခေါ်ကြတယ်ယထာစိတ်တို့အသင်မောစိတ်တို့အလူရဲ့အဲ့ဒါခေါ်တာလို့ပဲသူတို့ကခေါ်တဲ့အခါယဟန်ရဲ့ မဟာတိပ္ပံတို့ယုထာကိုနားနေတဲ့တကကြီးကဟာပြောတော့ဆိုနေကြပါအောင်ဆိုင်းကြပါအောင်ဆိုင်းကြပါအောင်လို့ပြောသူကတကယ်မြင်နေတာအဲ့ဒါမြင်တာတရားနာရင်သူလာခေါ်နေတာအတန်နေလဲကြားဆိုင်းကြပါအောင်ဆိုင်းကြပါအောင်ဆိုတော့ရဟန်းတော်တွေကဟာတို့ရခိုင်းတာဖြစ်မယ်ဆိုပြီးတော့ဆက်မရွတ်တော့ရပ်သွားကြအဲ့ဒီချိန်မှာသူကပြောသွားတယ်ပေါ့ ရန်တော်တွေပြန်သွားတော့မှပြန်တတိယလာတဲ့အခါမိသားစုတွေကငိုနေကြတယ်။ဘာဖြစ်လို့ငိုနေကြလဲ။သူကပြန်လဲလာတော့မေး။ဩခုနကအဖေပဲတန်ဃာတော်တွေပင့်တရားနာတာရပ်ပါအောင်ဆိုင်ပါအောင်ဆိုင်ပါအောင်ဆိုလို့ကိုတော်တွေပြန်ကြွကုန်ပြီ။ဆိုတော့ငါကိုတော်တွေကိုပြောတာမဟုတ်ဘူးတဲ့။လာပြီးတော့ခေါ်နေကြတာဟုတ်ပါ။နတ်ပြည်ကယထာတွေလာခေါ်တော့ဘယ်မှမမြင်ကြဘူးလားလို့ဆိုသူကမှမမြင်ဘူး။ ူ့အဖေခရောင်ကရမ်းနဲ့ပြောတယ်ပဲထင်ညာပေါ့အေးအဲ့ဒါလို့ဆိုရင်ငါငါမျက်စိကသေချာမြင်နေတာအဲ့တော့ပြဘယ်ဘုံဟာအကောင်းဆုံးလို့မေးတဲ့အခါဘုရားလောင်းနေနေတဲ့တုတိတံဘုံဟာအကောင်းဆုံးပဲဆိုပြီးတော့ပန်းကုံတကုံတောင်းပြီးတော့အဲ့ဒီတုတိတံဘုံကနိုင်ထားလှမ်းပြီးတော့ပြစ်ပြီးချိတ်လိုက်တဲ့အခါပန်းကြတော့မြင်ရတဲ့အဲ့ချာတော့တထားကိုတော့မြင်အောင်။အော် အဲ့ဒါဆိုလို့ရှိရင်သူမျက်စိနဲ့တကယ်မြင်ရတဲ့ဂတိနမိတ်ပဲပေါ့တကယ်မြင်ရတဲ့အနေထားတစ်ခုပဲပေါ့ထို့တူပဲအနာဂံဥပဒကစိတ်တသူကျွဲဆိုတဲ့တကားကြီးရတယ်တရားမှုမှုအချိန်မှာအလုံးမိသားစုကဝိုင်းပြီးတော့နေတဲ့အချိန်မှာနှုတ်ထဲကနေပြီးတော့ပြောတာမာရင်ပြောလို့ เอ๊ะฐานะเว้ยไม่เมี้ยบออกฐานะเว้ยไม่เมี้ยบออกฐานะเว้ยไม่ไขมาได้บ่าวမျက်ရှိတဲ့အရာမဟုတ်ပါဘူးအဲ့လိုပြောတော့မိသားစုကထင်ဟောအဖေတေဂန်ဒီကြောက်လို့ရောင်းနေတာပဲလို့ဒီလိုအောင်မယ်။ဟောတေဂန်ဒီမှာပြောရတဲ့အဲ့ဒါကိုဘေးကသူကအဲ့ဒါရောင်းပြီးတော့ပြောနေတယ်လို့ထင်။အဲ့တော့တတိလဲလာတဲ့အခါပြန်ပြီးတော့မဖြစ်လို့အဲ့ဒါပြောတာတော့ဆို။ မဟုတ်ဘူးတဲ့တယောက်တည်းစကားပြောတာမဟုတ်ဘူးတဲ့ဌာနမှာလာတယ်နတ်တွေလာတယ်လာပြီးတဲ့အခါနတ်တွေကပြောတာအဲတထေစိတ်ကူးမလွဲနဲ့သူတို့နတ်ဘုံမှာပျော်စရာကောင်းတယ်အဲ့ဒီကိုစိတ်ညွတ်လိုက်အဲ့ဒီစိတ်ညွတ်လိုက်ရင်အဲ့ဒီနတ်ပြည်ကိုရောက်လာမှာအဲ့လိုလာလာပြောကြတာလာလာပြောလို့အေးမင်းတို့ဘုံလည်းမမြဲပါဘူးကွာမင်းတို့ဘုံလည်းမမြဲပါဘူးသာဝရဘုံမဟုတ်ပါဘူးလေ ါကပြောတာတဲ့သူတို့နဲ့စကားပြောနေတာတော့ဒီလိုဆိုလို့ရှိရင်သူ့ရဲ့ဂတိနမိတ်တွေဟာလည်းပဲထင်းနေတယ်ဆိုတဲ့အထိပ်ပဲပေါ့ဟောအဲ့တော့ဂတိနမိတ်ထင်ပုံထင်းနည်းတွေကတော့အများကြီးပဲအေးငရဲကြမဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်ငရဲမိတွေထင်တတ်တယ်ခွေးနဲ့ကြီးတွေထင်တတ်တယ်ကြောက်စရာကောင်းတဲ့လူကြီးတွေကလာပြီးတော့ဆွဲခေါ်သွားတာတို့ဒါမျိုးတွေထင်တတ်တယ်တဲ့ဒါကြောင့်မလို့ ေးမျက်လုံးကြီးပြူးပြီးတော့ယုံကံပြီးသိသွားရင်တော့သိကြတာပဲအဲ့ဒါသူ့လာဆွဲခေါ်နေလို့သူလက်နဲ့သဘောပေါ့နော်အဲ့ဒီလိုတေကန်ဒီအချိန်မှာဆိုလို့ရှိရင်လူတွေကအမျိုးမျိုးမနေ့တုန်းကအမေရိကန်ကနိုင်ငံကလာတဲ့အမျိုးသမီးတယောက်ကသူကနတ်စ်မှာဆေးရုံကြီးတွေမှာတေကန်ဒီ ခြေနေမကောင်းတဲ့လူနာတွေကိုပြုစုဆောင်ရှောင်ရတဲ့နတ်အဲ့တော့လူတွေသေးသေးသွားကြတဲ့အခါမှာသူကအမျိုးစုံမြင်မှုတွေတချို့လူတွေကယုံကံပြီးတော့တည်သွားတယ်တချို့လူတွေကပြန်လီတိုက်ခိုက်ပြီးတော့တည်သွားတယ်တချို့လူတွေကမျက်လုံးကြီးပြူးပြီးတော့တည်သွားတယ်ကြောက်စရာလန့်စရာမြင်လို့ကြောက်ပြီးတော့တည်သွားတဲ့လူတချို့လူတွေကြတော့ပြုံပြုံကလေးနဲ့တည်သွားတာလူမျိုးစုံတည်တာတွေကိုသူက အနိကပ်ပြီးတော့ကြည်ရအဲ့ဒါတွေကဘာကြောင့်လဲလို့ပေးဘူးလေဘုရားဗုဒ္ဓဘာသာတရားတော်ရကြတော့ခုနပြောတယ်ကံကမ္မနမိတ်ကတိနမိတ်တွေတွေ့နေတဲ့အခါမှာလူတွေရဲ့မျက်နှာအခြေအနေကပျော်စရာတွေတွေ့တဲ့အခါကျတော့ပြုံးတာပေါ့နော်ကြောက်စရာတွေတွေ့တဲ့အခါကျတော့မဲ့တာပေါ့ယုံနာခံတာပေါ့အဲ့တော့ကြောက်စရာလန့်စရာတွေတွေ့တယ်ဆိုရင်မကောင်းတဲ့နမိတ်တစ်ခုပဲပေါ့ ြောစရာတွေတွေ့လို့ပြုံးပြီဆိုလို့ရှင်တော့အဲ့ဒီလူကကောင်းတဲ့ဘုံရောက်တာသိကြတယ်အဲ့ဒါကြောင့်မလို့အဲ့ဒီအချိန်မှာကိုလုံးတဲ့ကံတရားတွေဟာအရိတ်တစ်ခွဲမိမိစိတ်ကိုလွှမ်းမိုးပြီးတော့လာတတ်တယ်အဲ့ဒါလို့လွှမ်းမိုးလာပြီဆိုလို့ရှင်နောက်ဆုံးစိတ်ကလေးတွေလာအဲ့ဒီအာယုံလေးပေါ်မှာစိတ်ကလေးကကိုင်းညွတ်နေပြီးတော့ အဲ့ဒီစိတ်ထဲမှာပေါ်လာတဲ့အာယုံဟာခွာလို့မရဘူးခွာလို့မရဖယ်ပြစ်လို့မရဘူးဘာဖြစ်လို့ဖယ်ပြစ်လို့မရလဲလို့ဆိုရင်အဝိဇ္ဇာကအဲ့ဒီချိန်မှာလွှမ်းမိုးထားလိုက်တယ်စိတ်ကိုလွှမ်းမိုးထားအဝိဇ္ဇာကလွှမ်းမိုးထားပြီးတော့နေတဲ့အချိန်မှာတဏှာဆိုတဲ့အတွေ့အတာကနေပြီးတော့သဘောကျဥပမာမယ်ဆိုတော့ ကောင်းတဲ့ဘဝတောင်မှပဲသူကတွေ့တာအောင်တဏှာကနေပြီးတော့တွေ့တာမှုကိုပေးထားတယ်အဲ့ဒီလိုတွေ့တာမှုပေးထားလို့ဒီစိတ်အစဉ်လေးဟာဒီအာယုံပေါ်မှာညွတ်နေတယ်ဆိုတဲ့အချိန်လေးမှာကံတရားကနေဘဝတစ်ခုပြစ်ချလိုက်တယ်သုံးခုပေါင်းပြီးတော့အလုံးလုံးတဲ့သဘောပေါ့အဝိဇ္ဇာကအာယုံရဲ့အပြစ်တွေကိုမမြင်အောင်ကွယ်ပေးထားတယ်အမှန်မမြင်နိုင်အောင်ကွယ်ပေးထားတယ် မဟုတ်တာတွေမြင်နေတယ်နော်မရှိတာတွေကိုမြင်နေတယ်အဲ့ဒီမြင်တဲ့အပေါ်မှာတဏှာကညွတ်ကိုင်းစေတယ်တဏှာကညွတ်နေတဲ့အပေါ်မှာကံတရားကနေစီမံပြီးတော့ပြစ်ချပေးလိုက်တယ်ဒါနဲ့ဒီဘဝလည်းအဆုံးသတ်ရအောင်နောက်ဘဝတစ်ခုရောက်သွားတယ်ပေါ့အဲ့တော့ရောက်သွားတယ်ဆိုတော့ဘယ်သူရောက်သွားတာတော့ဆိုဘယ်သူမှရောက်သွားတာတော့မဟုတ်ဘူးအကြောင်းနဲ့အကျိုးပဲเนาะဒီဘဝစိတ်အစဉ်တစ်ခုအဆုံးသတ်သွားတာနဲ့တကြိုင်နဲ့ ကံတရားကဖန်တီးလိုက်တဲ့အတွက်ကြောင့်ဘဝတည်တစ်ခုမှာဝိညာဏလို့ဆိုတဲ့ဝိပါကစိတ်လေးပေါ်လာတာပြောတာအဲ့ဒီဝိပါကစိတ်လေးဟာမသေးခင်ကယူထားတဲ့အာယုံလေးရဲ့အပေါ်မှာသူကနေရအဲ့ဒီဝိပါကစိတ်လေးဟာကံဆိုတဲ့ညီတော်ပေါ်မှာပေါက်ွားတာဖြစ်တော့ကံမှန်ခိတံလို့မြတ်စွာဘုရားဟောတယ် အဲ့ဒီမှာတဏှာကနေအထောက်ကူပြုတာဖြစ်သောကြောင့်တဏှာတဏိဟောဟောဘဝတည်းတစ်ခုမှာဝိညာဉ်ဆိုတဲ့မျိုးစီလေးဟာကံဆိုတဲ့မြေလွာပေါ်မှာတဏှာဆိုတဲ့ရေအစည်းလေးလောင်းထိလိုက်သည့်အတွက်ကြောင့်မျိုးစီလေးကနေပြီးတော့အမြင့်ကလေးဆင်းပြီးတော့အမြောက်ကလေးပေါက်လာလို့ဘဝတစ်ခုအတိရကြပြန်လာပေါ့အဲ့ဒီသဘောကိုမြတ်စွာဘုရားကသင်္ခါရပစ္စယဝိညာဏ ကန္တရာကဖန်တီးတာလို့ဘုရားတခုမှဒီလိုဆိုလိုတာပေါ့